နေရှိသွေးရောင်ကယွန်းဒီလွင်မိုးနဲ့တွဲနေတာကြောင့်အသေးကွဲနေရတဲ့တဲစုငိန်တဲစုငိန်ကတော့လက်ရှိအချိန်မှာအသက်16နှစ်တောင်မပြည့်သေးပဲတနိုင်ငံလုံးသိတဲ့အထိအောင်မြင်နေတာပါဒီလိုမျိုးအောင်မြင်လာတဲ့အချိန်မှာတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစည်ရင်းဝင်နေရွှေသွေးရောင်ကိုအတော်လေးကြိုက်ပါတယ်ဆိုပြီးပြောခဲ့ဘူးလားလည်းဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိအခါမှာတော့နေချွေသေးအောင်ဟာ UND လွေမုံနဲ့တွဲနေပြီဆိုတာကြောင့်တဲစုငိန်လဲမခက်မရက်နိုင်ဖြစ်ပြီးအသေးရေကွဲနေရပါပြီ။ဒီကြောင့်အလိမ့်နဲ့ပတ်သက်ပြီးအပြည့်အစုံသိချင်ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်။အခုရက်ပိုင်းအတွင်းမှာဆိုရင်တော့ online ပေါ်မှာနေချွေသေးအောင်နဲ့ UND လွေမိုးတို့ရဲ့တည်ရင်ကတော်တော်လေးပြည့်နှက်နေကြပါ။ကျော်ဒီလွေမိုးကဆိုရင်မင်းသားကြီးလွေမိုးရဲ့သမီးဖြစ်ပြီးအသက်၁၈နှစ်တောင်မပြည့်သေးခင်ကတည်းကယောက်ျားရသွားခဲ့တာလည်းဖြစ်ပါလေ အဲ့ဒီယောက်ျားနဲ့အတူကလေးတယောက်လည်းမွေးထားခဲ့ပြီးပြီးခဲ့တဲ့လပိုင်းနောက်ကမှယောက်ျားနဲ့ကွဲသွားပြီဆိုပြီးလည်းပြောပြလာခဲ့တာဖြစ်ပါတယ်။ကွဲသွားတာဟာငါးလားတော့ကြာသွားပြီဖြစ်ပြီးဘာအကြောင်းနဲ့အကြောင်းကွာရှင်းလိုက်လဲဆိုတာကိုတော့တိကျမှပြောပြထားခဲ့ပါဘူး။ယောနီလီမိုကကလေးမေတယောက်သာဖြစ်နေပေမဲ့အတက်လဲငငယ်လေးရှိသေးပြီးရုပ်ရည်ကလည်းအတော်လေးကိုချုံမောနေသေးတာပါဒီလိုကြောင့်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးသောဦးတန်းရွှေရဲမီငွေချေတယောက်နဲ့တွဲနေခဲ့တာဖြစ်နိုင်ပါတယ် ေရွှေတရောင်နဲ့ယွန်းဒီလွင်မူတို့ကစင်ကာပူနိုင်ငံမှာလက်ချင်းချိတ်ပြီးအတူတူလျှောက်လည်နေခဲ့ကြတာဖြစ်ပါတယ်။ပထမကတော့တိတ်မယုံနိုင်ဖြစ်ခဲ့ပေမဲ့တရားကြည့်လိုက်တော့မှနေရွှေတရောင်နဲ့ယွန်းဒီလွင်မူတို့ဖြစ်နေခဲ့တာကြောင့်ဒီအကြောင်းကိုပြည်သက်တွေကိုပြန်ပြောဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အဲဒီဇယ်လီကသူ့ရဲ့မျက်လုံးနဲ့တအက်မြင်နေတာကိုဗီဒီယိုနဲ့တကွအတိအချပြောပြလာခဲ့တာပါ။နေရွှေသွေးရောင်ကလည်းအတိုင်းဝိုင်းကြီးတဲ့ကဖြစ်ပြီးရုံးဝတီလင်မိုးကလည်းခေတူမဟုတ်တာကြောင့်မင်္ဂလာဆောင်မှုအထီတောင်ဖြစ်သွားနိုင်တာပါ ဒီတဲ့င်းကိုကြားတဲ့အခါမှာပရိသတ်တွေကတော့အားပေးကြပေမဲ့ကြိတ်ပြီးကြိတ်ခွဲခံစားနေရတဲ့သူတယောက်လည်းရှိနေခဲ့ပါတယ်။အဲ့ဒါကတော့အလှမဲ့တဲဆုငင်းဖြစ်ပြီးတဲဆုငင်းဟာဆိုရင် နေရွှေသွေးရောင်ကိုချိုက်ကြောင်အင်တာဗျူးတွေမှာခဏခဏပြောခဲ့ဘူးတာပါ။ပြီးခဲ့တဲ့လပိုင်းတော့ငါဆိုရင်လည်းနေပြည်တော်မှာတွဲပြီးတွေ့ခဲ့ရတယ်လို့ပြည်သက်တွေကတော့ပြောခဲ့သေးတာဖြစ်ပါတယ်။တကယ်လဲတဲဆုံငိန်နဲ့နေရွှေတရောင်တို့ကခဏလောက်တွဲခဲ့ကြတာဖြစ်ပြီးနေရွှေသွေးရောင်ကကားတစီးရောင်ဝယ်ပေးခဲ့သေးတာပါ ဒါပေမဲ့အခုတော့နေရှည်သေးအောင်ကတဲစုငိန်ကိုပြစ်ပြီးရုံဝတီလွင်မုံနဲ့တွဲနေပြီဖြစ်တာကြောင့်တဲစုငိန်ဟာမခံမရက်နိုင်ဖြစ်လာရတာပါအသေးလေး꿰ပြီးမကျင်တဲ့ကြောင်းကိုပေါ်တင်မပြောခဲ့ပေမဲ့ online ပေါ်မှာအသေး꿰တာနဲ့တဆိုင်တဲ့ post လေးတွေကို share လာနေခဲ့တာဖြစ်ပါတယ်။နောက်ပြီးဒီရက်ပိုင်းမှာဆိုရင်လက်ခံတာရဲ့ shooting တွေကိုတောင်မသွားဖြစ်တော့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့တဲစုငိန်တယောက်ကနေရှည်သွေးအောင်ရည်စားရသွားတဲ့တည်င်းပေါ်မှာအသေး꿰ခံစားနေရတယ်ဆိုတာထေချာသလောက်ရှိနေခဲ့ပါတယ်။ အခုလိုမျိုးနေရှိသေးရောက်နေရုံးတီလင်မိုးတို့တွဲနေတာကြောင့်အသေးကွဲနေရတဲ့တဲဆုံရင်အပေါ်ပြိတက်ကြီးတို့ရောဘလို့ထင်မြင်မိပါသလဲပြိတက်တို့ရဲ့အထင်မြင်လေးတွေကိုလည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ကြည့်တာပြီးတော့ကြဖို့ပြောချင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်